လွတ်တော်ကိုယ်စားလှယ်လောင်းတွေကိုမဲဆွယ်ကာလမှာသာတွေ့မြင်ရတယ်လို့မဲစနာရှင်ပြည်သူတွေကပြောကြားလိုက်တဲ့အတွက်လွတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ရင်ဆန္ဒမဲပေးကြတဲ့ပြည်သူတွေစီကိုအရောက်ပြန်သွားမှာဖြစ်တယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီပြည်တော်စုနယ်မြေအမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းဒေါခင်နှင်းသက်ကပြောပါတယ်။အများစုတင်ပြတာကြာဘယ်လိုပြောလဲဆိုတော့လွတ်တော်မဲဆွယ်တဲ့အချိန်မှာလွတ်တော်ကိုယ်စားလှယ်တွေကရောက်လာတယ်တဲ့။ဟုတ်ကဲ့။အဲပြီးလို့ရှိရင်အမတ်ဖြစ်သွားရင်ကြံမလာတော့ဘူးဆိုရက် အချက်မျိုးပြောတာတွေရှိပါတယ်ဟုတ်ကဲ့ဟိုကျန်တာကတော့သူတို့နှင်းစင်မီးနဲ့လမ်းလေးတွေကောင်းကျင်နေပေါ့နော်ဟုတ်ကဲ့အဲဒီအချက်တွေပြောတာရှိပါတယ်နောက်တောင်လူလယ်သမားတွေရှိတဲ့နေရာတွေကတော့အဲသူတို့အဓိကကြုံနေရတာတော့တွင်းအားစုတွေများပြီးတော့အဲသူတို့ပြန်ရောက်တဲ့အခါမှာသူတို့ဈေးမရတဲ့အတွက်ကြောင့်မလို့သူတို့တွေအဲတောင်လူလယ်သမားအများစုအခက်အခဲတွေအများကြီးကြုံနေရတယ်ဆိုတာမျိုးလေးတွေတော့အဲကျမသွားတဲ့နေရာတွေတော်တော်များများပြောပါတယ်ဟိုကျမကတော့ယောက်ျားတော်က ကိုလွတ်တော်ကိုယ်စားလှယ်တရားဖြစ်ဖို့အတွက်အဲကျမပညာတွေသင်ထားပေးသလိုပေါ့ကျမအတွေ့အကြုံတွေရှာပေးထားသလိုပေါ့အဲ့တော့ကျမတရားမှုနယ်မြေမှာလွတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ရင် ကျမမဲဆွဲတဲ့နေရာတွေကပြည်သူတွေဘာတွေလိုအပ်ချက်ရှိတယ်လဲဆိုတဲ့အကြောင်းအရာတွေကိုအဲကျမတေချာလဲမှတ်သားထားပါတယ်လွတ်တော်ကိုယ်စားလှယ်ပြန်ဖြစ်ရင်လည်းအဲ့နေရာတွေကိုပြန်သွားပြီးတော့ကျမဆောင်ရွက်လို့ဆောင်ရွက်နိုင်အောင်ကျမအကုန်လုံး မဆန္ဒရှင်ဒီလိုတွေနဲ့ပြန်တွေ့မယ်လို့လည်းကြေညာခဲ့တာရှိပါတယ်ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့လာမယ့်2025ရွေးကောက်ပွဲမှာမဲအနိုင်ရဖို့ကအဓိကချက်ဖြစ်ပြီး လူမှုနဲ့ထိတွေ့ဆက်ဆံမှုများတဲ့ပါတီကသာအနိုင်ရနိုင်ခြင်းများတယ်လို့ဒေါခင်နှင်းသက်ကသုံးသပ်ပြောဆိုပါတယ်ပန်းနိုင်ကိုရအောင်တော့လေပုံမှန်အဲအခုတော့ပြေးကြရှိရတော့ကျမတို့အားဖိုက်တော့ပြေးနေတာပေါ့နော်ဟုတ်ကဲ့ဟိုပါတီ အနေနဲ့ပဲဖြစ်ဖြစ်ကျမတို့ဝင်ပြီးတော့ပြိုင်နေလွတ်တော်ကိုယ်စားလဲလောင်းမဖြစ်ဖြစ်အဲကျမတို့ရဲ့အဓိကယူရချက်ကရွေးကောက်ပွဲမှာနိုင်ကျင်တာတော့အဓိကယူရချက်ပေါ့နော်ဟုတ်ဟုတ်ဟုတ်အဲဆိုတော့အခါကျတော့အခြားပါတီတွေလည်းအဲသူတို့ဘယ်လိုမျိုးဟိုဆောင်ရွက်ကြရလဲဆိုတော့အပိုင်းနေတော့မှာ ဟိုကျမကတော့ဟိုဒီလောက်ကြီးအဲ့လိုမျိုးစိတ်ထဲမှာမထားပါဘူးဟုတ်ဟုတ်အမ်သူတို့လည်းသူတို့အလုပ်သူတို့လုပ်နေတာပဲအဲကျမတို့ကတော့ကျမတို့ဒီသူရှိဆောင်ပါတီ PPP ရောပေါ့နော်ကျမတို့အဲပြီးတော့ဝေပြိုင်နေကျမတို့တွေရောပေါ့ဟုတ်ကဲ့အဓိကတော့ကိုပါတီကိုနိုင်ငံရေးဆက်ဖို့ပဲကျမတို့ကပလန်ချပြီးတော့ဆောင်ရွက်နေတဲ့သဘောပါပဲဟုတ်ကဲ့ဟုတ်ကဲ့သူတို့ကကြတော့အဓိကတော့လူလူနဲ့ထိတွေ့တာနိုင်နေဆိုတာအဲ့လိုပေါ့လူလူစီကိုသွားနိုင်လိုက်လေလိုက်တယ်ပေါ့အဲ့လိုဆိုလူလူကို ကျွန်မတို့ဒီကိုကတော့ကိုပါတီအကြောင်းကိုရှင်းပြတယ်ကိုရဲ့သို့တော်ကိုယ်စလေလာပဲအကြီးချင်းကိုရှင်းပြတယ်ဒါကတော့အဓိကအဓိကကျွန်မတို့ကဟုတ်ကဲ့ဟိုခဲဆွဲကာလမှာဟိုကိုယ်လေလောင်းနေလောရမယ်အလုပ်လေဟုတ်ကဲ့ဆိုတော့အခါကျတော့အဲ့လိုထိတွေ့လိုက်တဲ့အခါကျလို့ရှိရင်တော့လေဟိုပြည်သူတွေကအဲပြည်ပြည်သူရှေ့ဆောင်မတွေလည်းတည်သွားတယ်လွတ်တော်ကိုယ်စလေလောင်းကိုတည်သွားတယ်ဆိုတဲ့အခါကျတော့အဲဒီတိုင်းနေရာတဲ့ဆိုလို့ရှိရင်တော့ပြည်သူနဲ့ထိတွေ့မှုကပို့ပြီးတော့ဟို အောင်နိုင်ရေပုံများတယ်လို့တော့ယုံကြည်ပါတယ်အဲ့အတွက်လည်းကျမတို့ကိုလို့ဆရာကျေလို့ဒီဘာမဲ့နေချင်းဖြစ်ပါတယ်ဒေါခင်နှင်းသိရဲ့လက်ရှိအလုပ်ကိုင်းကတရားလွှတ်တော်ရှိနေတူဖြစ်ပြီးနိုင်ငံရေးအတွေ့အကြုံအရ2016 2020ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးသူလည်းဖြစ်ပါတယ်ယခုလာမယ့်2025အထွေထွေရွေးကောက်ပွဲမှာပြည်တော်စုနေမြေတီရီ၅မြို့နယ်နဲ့လေဝေးပြင်မနာတက်ကုန်းမြို့နယ်တို့မှာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံတာဖြစ်ပါတယ်